လူဆိုတာတနေ့သေးမှာပဲအဲ့ဒီတနေ့သေးမဲ့လူချင်းမှာဘာဟာကိုအတွက်အရေးကြီးဆုံးလို့ဆိုစီဝိတသင်္ခယမိအသက်သေဆုံးနေတဲ့အချိန်အသက်ကုန်ခန်းသွားလို့ဆုံးသက်သွားတဲ့အချိန်လေးမှာပုံညာကိုလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုကဒုက္ခချပါဖို့တွေ့ပဲအာကိုရှိတယ်လေ ငါမှာဒါနကုသိုလ်ရှိတယ်ငါမှာသီလကုသိုလ်ရှိတယ်ငါမှာကမ္မထံဘာဝနာတွေပွားများထုတ်တယ်ဘယ်နှစ်နှစ်ငါကျင့်ထားတယ်ဆိုရင်ငါဘာတွေလှူထားတယ်ဆိုရင်ဒါနကောင်းငါဘယ်လိုသီလတွေစောင့်တည်တယ်ဥပုံတွေစောင့်တည်တယ်စသဖြင့်ကိုလှုပ်ထားတဲ့ကုသကောင်းမှုတွေတေခန်ဒီကိုတယောက်ထဲသွားရတော့မယ်ဆိုတဲ့အချိန်လေးပါတကယ်ကိုစိတ်ကြည်တတ်စရာကြီးဖြစ်တယ်ဒီလိုဆိုတာနော်အဲ့ဒါကြောင့် အဲ့ဒီအချိန်မှာလူတွေကအာငယ်ဆုံးပဲအာငယ်ဆုံးအဲတချို့ဆိုလို့ရှိရင်စပါစကင်ဆာယောဂါတည်တော့မယ်ဆိုတာလူတွေဟာတချို့ကြတော့မသိအောင်ဖုံးထားကြမသိအောင်ဖုံးထားအဲမသိအောင်ဖုံးထားတာကောင်းသလားလို့ဆိုလူမှတတိကိုစတယ်မွေးထားမွေးထားတနည်းသိမယ်ဆိုတာကိုမွေးထားဒီ ဗုဒ္ဓဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေတောင်းပါပဲတေတာကိုရဲရဲဝံသိနိုင်အောင်ကြိုးစားထားတာရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားပုံဉ္ဉံဒုက္ခဇိဝိတသင်္ကေကုသိုလ်ကောင်းမှုတွေအားကိုးလိုက်